ခါကြိုက်တူတွေအတွက်မြင်းနေရမလို့ပဲကျင်းငါစိုက်ပြိုးနေအစင်စင်ကိုဝေးမြပေးလိုက်ပါတယ်။ပထမဆုံးစိုက်ပြိုးမဲ့မျိုးစိတ်တွေကိုအပင်ပေါက်မြန်စေဖို့အတွက်နာယီဝက်ခန့်ရေစိမ်ပေးရပါမယ်။ပြင်းရင်တော့မျိုးစေ့တွေကိုဆယ်ယူပြီးဘူးကွန်တွေထဲမှာမြေဆွေးကောင်းကောင်းနဲ့ထည့်ပြုပေးလိုက်ပါ။ဆယ်ရည်ကျော်လောက်ဆိုပြိုးပင်လေးတွေပေါက်လာပြီးရွှေ့ဆိုင်လို့ရနေပါပြီ။ဆိုက်ပြိုးဖို့အတွက်ပုံကွန်တစ်ခုကိုယူပြီးဘေးဘစ်တွေမှာအပင်လေးတွေထည့်ဆိုင်နိုင်စေဖို့အတွက်အပေါက်၃ပေါက်ဖောက်ထားပေးရပါမယ်။ ပြီးရင်တော့မြေဆွေးနဲ့ဇပကွန်တွေကိုရောစပ်ပြီးပုံကွန်အပေါက်တွေထိအောင်ထည့်ပေးထားလိုက်ပါပြိုထားတဲ့ပြိုးပင်လေးတွေကိုယူပြီးပုံကွန်အပေါက်တွေထဲထည့်ဆိုင်ပေးရပါမယ်ပြင်းရင်တော့မြေဆွေးတွေနဲ့ပြန်ဖုံးပေးပြီးအဟာရတွေထည့်ကျွေးနိုင်စေဖို့အတွက်ဘူးကုန်တစ်ခုကိုထည့်မြုပ်ပေးလိုက်ပါမိဖို့ကြောင့်ကစွန့်ပြစ်မဲ့အတီးအရွေ့အကျဉ်းချံတွေကိုဘူးကုန်ထဲထည့်ကြည့်ပေးထားရပါမယ်အပင်လေးတွေတွက်တက်ပြီးကြီးထွားနိုင်စေဖို့အတွက်စင်နှန်းတစ်ခုကိုလည်းပြုလုပ်ပေးထားလိုက်ပါ တလာကျော်ကြားတဲ့အခါမှာတော့စင်တန်းပေါ်မှာကျင်းဟင်းကားနယ်ရီများစွာထွက်နေပြီးအသီးပွင့်တွေနဲ့ဝေစားလို့နေပါပြီ။ဒါဆိုရင်တော့အသီးတင်စေဖို့အတွက်ဝက်မုံကူပေးရပါမယ်။ဝက်မုံကူဖို့အတွက်အဖိုးပွင့်ကိုချွေယူပြီးပွင့်ပတ်လေးတွေရှင်ပေးလိုက်ပါ။အဖိုးပွင့်ကဝက်မုံလေးတွေအမားပွင့်ပေါ်လျှောက်တော့အောင်ထိကပ်ပြီးပွတ်တိုက်ပေးလိုက်ပါ။ရက်အနည်းငယ်လောက်ဆိုဝက်မုံကူတာအောင်မြင်တဲ့အတွက်အသီးလေးတွေ ကြီးလာပါပြီ။အာဟာရပုံမှန်ထည့်ကျွေးပေးပြီးရေပုံမှန်လောင်းပေးထားလိုက်ပါ။ စိုက်ပျိုးပြီးနှစ်လကျော်ကြာတဲ့အခါမှာတော့ချင်းဟင်းငါးပင်တွေမှာအတီးတွေများစွာတည်နေပြီးစားမကုန်အောင်ဖြစ်နေပါပြီ။ဒါဆိုရင်တော့ရင်းတဲ့အတီးတွေကိုရွေးချယ်ပြီးကုဆော့စားတုံးလို့ရပါပြီ။မြေနေရမလို့ပဲပုံကွန်တွေကိုအသုံးပြုပြီးစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်။